အမေရင်ပွဲတော်မှာစိုင်တန်းစိုင်ခန်းဈေးတန်းတွေနဲ့စီကားစွာ ကျင်းပခဲ့ပြီးစစ်အာဏာမသိမ်းမီကလို့ရုပ်ရှင်နဲ့ကြည်ကျင်ဖွဲတွေမပါဝင်ဘူးလို့ဒေသခံတွေကပြောပါတယ်။ရင်းမပင်တဲ့အပါဝင် စကိုင်းနိုင်တဲ့စုပ်စုကလေချောင်းပုံးချက်တပ်ဖြတ်တာတွေနေစုံကျူးလွန်နေလို့လေချောင်းအနယ်ကြုံနေရတဲ့ကြားကအမေရင်ပွဲကိုကျင်းပတာဖြစ်ပါတယ်။ အမေရရင်ကိုရရင်ကတော့အနောက်မဲ့ရရင်အမေအိုကြီးနဲ့စသဖြင့်ခေါ်ကြပြီးစုံကဝေးပညာတဲ့တို့ရဲ့အချုပ်အောက်ဝိစတိုတပားအဖြစ် မီယိုဖလာကိုးခွေတဲ့နတ်တပားဖြစ်တယ်လို့ဆိုပါတယ်ရင်းမပင်တဲ့ကအမေရရင်ပွဲနဲ့မန္တလေးမြို့အနီးကရွှေစာရံဖျားပွဲတွေဟာကျင်းပရဲ့အတူတူဖြစ်ပြီးနိုင်ငံတော်ကနတ်ကိုးခွေယုံကြည်သူတွေတွားရောက်လေရှိတဲ့ပွဲတော်တွေဖြစ်ပါတယ်